ကျသပရိတာသမီကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါကုမုဒ္ဒရာအောင်ဘီရင်ဟောစရကာကဏကနေပြီးတော့2ရက်10လ2ရက်10လ2025မှာ6ရက်10လ2025ဩတပတ်တွင်းကိုဟောပြောပြီးတော့မှဖြစ်ပါလေနော်ကုမုဒ္ဒရာအောင်ဘီရင်ဟောစရကာကနေပြီးသပရိတာသမီများအတွက်အလောက်ကိုင်းနဲ့ပတ်သက်ပြီးပထမဦးစွာဟောပြောပေးလိုပါတယ်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတစ်တည်းလုပ်ရနိုင်တယ်လုပ်ငန်းတစ်တည်းလုပ်နိုင်မယ်ဆိုရင်လည်းကောင်းပါလေနော်အဲ့တော့လုပ်ငန်းတစ်တည်းပိုင်းလုပ်မယ်ဆိုရင်ကောင်းတယ် အနောက်ဒီကဲတူကွန်ညီမဆောက်ပေါ်မယ်ဂျာဝေးရအလောက်ကနေနဲ့ပတ်သက်ပြီးတော့ဆင်ပြေမယ်ဆက်ဆက်ကောင်းတွေပဲရောက်လာနိုင်တယ်ပေါ့နော်အေဂျင့်လုံကအွန်လိုင်းလုံကအုပ်လုံကနေကောင်းပါလေနော်ဒီလုံကနဲ့ပတ်သက်တဲ့ကိစ္စရေကောင်းတယ်နောက်လူမျိုးကြားနိုင်ငံခြားကိစ္စရေတွေကောင်းတယ်လူမျိုးကြားနိုင်ငံခြားကိစ္စရေတွေကောင်းတယ်အထက်ထက်လေးလုံကနေကောင်းတယ်အနုပညာနဲ့ပတ်သက်တဲ့လုံကနေကောင်းမယ်နောက်ကခရီးသွားခြင်းနဲ့ပတ်သက်ပြီးတော့ကောင်း90ဆုံး90ဖြစ်တယ်ပေါ့နော်အော်ကောင်း90ဆုံး90ဖြစ်တယ်ပေါ့အရေးကြီးရင်လည်းသွားလို့ရပါတယ်နော်မြို့အရေးမကြီးရင်လည်းမသွားနဲ့လို့ပြောမှဖြစ်တယ်နောက်မိတ်ဆွေပေါ်နဲ့ဒုက္ခပြတတ်တယ်နော် မိသားစုထဲမှာနည်းနည်းဖျို့ဖျက်ဖြစ်တာလေဒီဦးနဲ့ပက်တော်ပဲနဲ့ဥထောင်အနေထားမျိုးတွေဖြစ်တတ်တယ်။နောက်အမွေနဲ့ပတ်သက်ပြီးတော့ပြဿနာတက်တာလေမြေကျောက်စကားများတာကြီးကျွမ်းတတ်တယ်နော်။ဒါမျိုးတွေဖြစ်တတ်ပါလေဖုံးပြတ်တတ်တယ်ဖုံးကျောက်အာပြဿနာကြီးတက်တတ်တယ်ပေါ့နော်ဖုံးနဲ့ပတ်သက်လို့ရှိရင်သတိထားမှာဖြစ်ပါလေ။နောက်လူမွေးကိန်းတွေကောင်းတယ်လူမွေးကိန်းတွေကောင်းတယ်ဆွဆွဲပြောဆိုမှုကိန်းတွေကျွမ်းတတ်တယ်ဒါမှမဟုတ်အားရရာကို့အတွက်အားရရီဆွဆွဲပြောဆိုမှုကျုံပြီးရဲ့ကို့အတွက်စီးပွားတက်လိမ့်မယ်စီးပွားထိုးတက်လိမ့်မယ်လို့ပြောချင်ပါတယ်နော်။အဲ့တော့အဲ ်ဆက်ပြောဆိုမှုဆိုတာကိုယ့်အတွက်ရန်လို့မဟုတ်ဘူးအရိကနားလည်မှာဒါပေမဲ့ကိုယ့်စီးပွားရေးတက်အောင်နမိတ်ကလှမ်းပြပြောလိုက်တယ်လှမ်းပြလိုက်တယ်လို့ပြောမှာဖြစ်တယ်အာတာသမီနဲ့ပတ်သက်ပြီးတော့ဝန်တာစာသတင်းစကားကြားရမယ်ဇဝေးရောက်တာသမီနဲ့ပတ်သက်ပြီးတော့ဝန်တာစာသတင်းစကားကြားရမယ်အောက်လက်ငရားကြိုးဝေးမယ်ဖက်ပီတာရွှေတွေဝင်ခင်းရှိပါတယ်နော်လူမွေးနဲ့ပတ်သက်ပြီးတော့ကိုကြီးမှုမဆမှုတွေကြုံနိုင်တယ်နော်အဲ့တော့စီးပွားရေးတွေကောင်းလာမယ်ဆက်ပစီကိစ္စတွေကောင်းလာမယ်စာချုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်အင်္ဂါနံနေ့ဖြစ်တဲ့စံစီစေစားဆက်ပစီလုပ်ငန်းတွေကောင်းတယ် ငွေကြီးနဲ့ပတ်သက်ပြီးအမခန်နဲ့ပတ်သက်ရဆုံးရှုံးမှုရှိတယ်။ငွေကြီးနဲ့ပတ်သက်ဆုံးရှုံးနှိမ့်နာမှုကျွမ်းရတဲ့ငွေလိန်သွားတာမျိုးကျွမ်းနိုင်ပါလေနော်။ငွေလိန်ခါတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်ပါလေ။သူအပြင်ငွေကြီးနဲ့ပတ်သက်တာ။နောက်ဗရိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအတိုက်ခံနောက်ဆက်တွေကျွမ်းရတဲ့အဖြစ်တွေလည်းပေါ်နေတတ်ပါလေ။ကားနဲ့ပတ်သက်တာကြောက်နေလို့ကြောက်နေပတ်သက်တာဒီလုပ်ငန်းတွေနဲ့ပတ်သက်ဆုံးရှုံးနှိမ့်နာမှုကျွမ်းနိုင်ပါလေနော်။ဒါလေးတွေသိကြဖို့လိုရတယ်။နောက်လူငယ်နဲ့ပတ်သက်တဲ့အခြေအနေမှာလမ်းခွဲရတဲ့အနေအထားမျိုးတွေဖြစ်တယ်။အိမ်တော်ကြီးမှာအရန်ကောင်းပါလေနော်။အိမ်တော်ကြီးမှာတော့အရန်ကောင်းပါလေ။ ကျက်မိုက်နဲ့ပတ်သက်ပြီးရောသတ္တဝိသားသမီးကျက်မိုက်ညက်တဲ့မိုက်မိသွားတဲ့အနေအထားမျိုးပေါ့နော်ကျက်မိုက်ညက်တာဘယ်လိုဖြစ်လဲဆိုတော့မလွတ်ချင်မကင်ချင်ရှိသွားကဲနောက်ဆက်ကဲပုံစံဖြစ်တာနော်အာအာမျိုးတွေပေါ့နော်အခုဘာနဲ့ဆိုရင်မြင်းနဲ့ရလန်ဆိုင်ချင်းဆိုတဲ့ဂိမ်းပေါ့အဲလောက်ကလည်းတက်လိုက်ဖြစ်နေတယ်ကိုကလည်းဒါလုံးလည်းမလွတ်ချင်မလွတ်လို့လည်းမရဘူးပေါ့အဲအဲ့ပုံစံမျိုးတွေပေါ့အကုန်လုံးကစိတ်မှန်ရောလူမှန်ရောဆိုတော့ကျက်မိုက်ရညက်သွားတဲ့အနေအထားမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါလေးလည်းပြောလို့ပါတယ်မိခင်ကျက်မိုက်အနေနဲ့ညက်တတ်တယ်ဖခင်ကျက်မိုက်ကောင်းပါတယ်နော် အဲစီရီယာလေးဆောင်ရွက်ပါဘာသာရေးလေးလုပ်ပါစိန်သာမနစ်ဆိုတဲ့ကာတာနောက်တစ်ခုကဒီဒီဘာပေါ့နော်အဲအရဟံတိတ်ထီပေါ့နော်အရဟံတိတ်ထီလည်းပရိစိတ်ပါစိန်သာမနစ်ကာတာမနာကိုလည်းအဲစိန်သာမနစ်ပေါ့နော်စိန်သာမနစ်ကာတာမနာကိုလည်းပရိစိတ်ပါအဲအားလေးတွေပေါ့နော်အဲနှစ်မျိုးပရိစိတ်ပါလို့ပြောမှဖြစ်ပါလေနော်နောက်တစ်ခုက ီမုံဟင်းကားပေါ့နော်မုံဟင်းကားဟိုမုံဟင်းကားကိုဘာပေါ့နော်ဒီတရဝါရီဒါနပြုတာဥမာခွေးတို့ငှက်တို့ပဲဖြစ်ဖြစ်ပေါ့နော်ခေါက်ကလေးတစ်လုံးနဲ့အဲ့မှာဒါနဘာပေါ့နော်အဓိကပြဿနာဒီမုံဟင်းကားတို့တရဝါရီကိုမုံဟင်းကားဒါနပြုလိုက်ပါလို့ပြောရမှာဖြစ်ပါတယ်နော်နောက်တစ်ခုကဖះကြတော့ဖះကဘာကြီးပြောရမလဲဆိုလို့ရှင်သူက ီဘာပေါ့အုံးကြီးစိတ်ပေါ့နော်အုံးကြီးစိတ်73စိတ်အုံးကြီးစိတ်73စိတ်လှူပါကြောင်းရှာပါလှူပါဘာလို့လဲကိုကံကောင်းဖို့အတွက်ကိုနော်အုံးကြီးစိတ်73စိတ်ဖျောက်လှူပါအုံးကြီးစိတ်73စိတ်ဖျောက်လှူပါနောက်တစ်ခုကအရေးကြီးတဲ့ခက်ခဲကိစ္စရင်ရှိတယ်။ကိုယ့်ဘက်ကလည်းလုံနိုင်တယ်ဆိုလို့ရှိရင်အင်္ဂါနေ့မှာထပ်ပြီးတော့ only စသိတ်ကြတဲ့ထပ်လုပ်ပါ။ only အခွင့်အရေးအဝါလက်အရေးသွင်းပြီးတော့ စားကိုညာဘက်လက်နဲ့တုံးဆုပ်ထည့်ပြီးတော့နိဆက်ရညောင်မင်းကြီးကြီးမှတွားပြောလှူပါနော်ကျုပ်ကစိုးထိုင်မှလည်းထပ်ပြောတိုင်းနဲ့စတောက်ခဲ့ပါအရေးမကြီးတဲ့မိတ်ဆွေရတော့ပို့ဖះမှာအုံးလေးစိတ်စတုံးစိတ်လှူလိုက်ရပါပြီနော်အကြောင်းအဖြစ်အနည်းရောင်ရဲ့နင်းညောင်ရဲ့ချိုးပေးတယ်ခဏအဖြစ်တက်ကက်သုံးရဲ့ချိုးပေးတယ်တနင်္ဂနွေနေ့တို့အင်္ဂါနေ့တို့ကမိမိစတာဘေးသားများတွေနေတွေ့နင်းမြတ်များဖြစ်ကြပါနော်စတာဘေးသားများကျွတ်မိစီများအားလုံးစိတ်ချမ်းသာကြပေးကြမှာခြင်းများပြည့်စုံကြပါလိမ့်မယ်ဟုတ်ကြတာတပည့်ကျွန်တော်မိတ်ဆွေများအားလုံး မင်္ဂလာပါကုမုဒ္ဒရာအောင်ဗေဒဟောစရံကဏ္ဍကနေပြီးတော့နော်ဒီနှစ်ရက်ဆယ်လ2025နေပြီးတော့နော်ရှစ်ရက်ဆယ်လ2025တပတ်တွင်းကိုပေါ်ပြပေးသွားမှာဖြစ်ပါတယ်နော်တောက်ကြတာသမီးကြီးအလုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့လုတ်တဲ့ကိန်းတိတိပေါ်ပေါက်လာမယ်နော်လုတ်တဲ့ကိန်းတိတိပေါ်ပေါ်ပေါက်လာမယ်နော် လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကြီးမားတဲ့လုပ်ငန်းတွေရောက်လာတတ်တယ်နော်လုပ်ငန်းကြီးကိန်းငန်းကြီးတွေလုပ်ကန်တတ်တယ်ကြီးခဲ့တဲ့ကုညီမဆောက်ကိုပေါ့မယ်နောက်အေးချင်းလုပ်ငန်း online လုပ်ငန်းအုပ်လုပ်ငန်းအိုးလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအိဆော့ပစ္စည်းကိစ္စတွေလည်းကောင်းတယ်အလုပ်ကန်တွေနဲ့ပတ်သက်ပြီးတော့နော်ဆော့လို့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းကောင်းတယ်နောက်လူမျိုးခြားကုညီမဆောက်ကိုပေါ့မယ်ဒုက္ခပေးတဲ့လူလည်းဖြစ်ပေါ်လာတယ်ပေါ့နော်ကုညီတဲ့လူကဒုက္ခပေးတဲ့လူနှစ်မျိုးနှစ်စားရှိတယ်အထယ်တလိတ်တွေအယောင်းထွက်မယ်ကျွန်မဆိုလို့ရှိရင်နော်ထဲထဲလေးတွေအယောင်းထွက်မယ် ။နောက်ခီးနဲ့ပတ်သက်ပြီးအမေနာဒုက္ခပေးတဲ့ခီးမျိုးတွေရောက်တတ်တယ်။ခီးကညံ့တယ်။ခီးဝေးမညော်လေးမနဲ့တွားရတယ်။တွားရတဲ့ခီးမှလည်းမကောင်းဖြစ်တယ်ပေါ့နော်။ခီးကမကောင်း။နောက်မိစေပေါင်းနေရတယ်၊ကုညီမီလိုလိုနဲ့နှောက်ရက်မလိုနှောက်ရက်အပေးသွားတယ်။ကုညီမီလိုလိုနဲ့နှောက်ရက်မဲ့သူပေါ်ပေါက်လာတယ်လို့ပြောမှဖြစ်ပါတယ်နော်။အဲ့တော့မိစေပေါင်းနေနဲ့ပတ်သက်လို့ရှိရင်ဈေးထားမှဖြစ်ပါတယ်။အဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေနော်အဆင်မပြေရည်နော်အဋိဌံပြစ်တာတွေ ဘာရိုင်းနဲ့ပတ်သက်ပြီးမလို့ဖြစ်တာတွေဘာရိုင်းတွေလောက်မှာလောက်မှာမှာပြက်ပြက်သွားတာတွေပေါ့နော်ဒါမျိုးတွေအဲ့တော့ပွဲစားလုပ်ငန်းတွေကြီးကွက်ပြက်တာတွေကြုံမယ်လို့ပြောချင်ပါတယ်နော်လူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်သာသမီကြိုးပေးမယ်ရဝေးသတင်းစကားတွေကြားမယ်သာသမီနဲ့ပတ်သက်ပြီးရဝေးသတင်းစကားတွေကြားမယ်နောက်အောက်လက်ငရာကြိုးပြုမယ်ရွှေဝင်ကင်းရှိတယ်လက်စွပ်တွေပါဝင်ကင်းရှိတယ်ရှင်နှွေးငယ်ရတတ်ပါလေเนา တာသမီရင်နှွေးငယ်ကျွန်တော်ရလို့ရှိနေစီးပွားတက်ကြီးရှိပါတယ်ဒေကပဒနာနောက်ဆက်စင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလေအထင်ကပြီမှကောင်းတယ်အောင်နောက်တစ်ခုကစာချုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေလည်းကောင်းမယ်နော်စာချုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေလည်းကောင်းပါတယ်နောက်ငွေကန်နေကောက်လာလိမ့်မယ်ငွေကန်နေ၃လဝင်လေဆိုတော့ပြည့်ဖြစ်တယ်ကားလုံငန်းကြောက်လုံငန်းကိစ္စတွေကအလုံးအချိုးပေးမယ်အောင်မြင်မယ်ကောင်းမယ်လူငွေနဲ့ပတ်သက်တဲ့အခြေအေးမှလည်းကောင်းပါလေအခြေအနေပတ်သက်ပြီးကောင်းတယ်အိမ်ကောင်းကြီးလည်းကောင်းပါလေနော်နောက်တော့ကြာသားပြည်နေမှာကျမရင်ညက်တဲ့ ောက်ကြရင်လည်းဟောကြားသားသမီးတွေကအတွားမတော်တလန်းအစားမတော်တလုတ်ဆိုတဲ့အနေအထားမှဖြစ်တတ်တယ်ပေါ့နော်ဒါလေးတော့ကျွန်တော်ပြောချင်ပါတယ်နော်အဲ့ရလေးပါပဲအဲ့ဒီကအဲ့ရလေးဆင်ကျင်ရမှဖြစ်ပါတယ်တပတ်တွင်းကိုနော်အဲ့တော့ကျေရီယာအနေနဲ့ပါရဆောင်ရထားမယ်ဆိုလို့ရှိရင်အဲခုနကတောက်ကြသားသမီးရဲ့စက်မကြီးနေမှာကျွန်တော်ပြောပြောထားတယ်စက်မကြီးညက်တဲ့လိုပြောထားတယ်နော်စက်တာပရိနိညမှာမဆူအောင်တထယ်ဝိတ်ပါ လူညောင်းတဲ့ဝဲမျိုးမျိုးသမီးဆိုလူညောင်းတဲ့ဟုတ်လားထမိန်ပေါ့ဗျာနော်ကောက်ကြလေးဆိုရေပစိုးပေါ့ဗျာအဲ့ဒါပေါ့နော်အဲ့တော့ကောက်ကြသားသမီးတွေကစတပတိနေမှာလူညောင်းတဲ့ဝဲပါကောက်ကြနေညနေမှာနော်ကိုမျိုးထွက်ပြီးဆွန့်ပြပါအနောက်ရက်ကိုဆွန့်ပြပါနေဝင်တဲ့နေဝင်တဲ့အရက်ပေါ့နော်ငါတန်နေခံလို့ပြပြဆွန့်ပြပါဒါဆိုရင်လက်ပိတ်ရစီလက်တွေပွန့်လာပါလိမ့်မယ်နော်ဖျားမှာချောကလက်နော် ရွှေကြည်တို့ရွှေကြည်ဆိုတာစနွဲမကင်းကိုပြောတာနော်ရွှေကြည်တို့စနွဲမကင်းဟောပါရွှေကြည်စနွဲမကင်းတို့ချောကလက်တို့နော်လှူပါဒီနှစ်မျိုးကတစ်မျိုးမျိုးလှူပါပေါ့နော်နှစ်မျိုးလို့လှူနိုင်လဲလှူပါအဲ့ဒါအလူအားကောင်းရင်ငွေဝအားကောင်းမှာပေါ့နော်တရာအားကောင်းရင်ကိုယ့်ရဲ့အောင်မြင်မှုတွေရမှာပေါ့နော်ကုလိုကနေပွက်မှာပေါ့ဒါကြီးလောက်ရမှာဖြစ်ပါတယ်အရှောင်းအားဖြင့်နော်အရှောင်းအားဖြင့်အဖြူရောက်အစင်းရောက်ကျိုးပေးပါတယ်အဖြူရောက်အစင်းရောက်ကျိုးပေးပါတယ် ကနာအဖြစ်နှစ်လေးကျိုးပြပါတယ်နော်တနင်္လာနေ့ဗုဒ္ဓဦးလေးတို့ကတောကြတာပြင်းများတွေနေကောင်းနေမှဖြစ်ကြပါတယ်ကျွန်တော်မျိုးစီတောကြတာပြင်းများအားလုံးစိတ်ချနာခြင်းကိုယ်ချမ်းမခြင်းများပြည့်စုံကြပါလေခင်ဗျာစနေသားမျိုးကျွန်တော်မျိုးစီများအားလုံးမင်္ဂလာပါကုမုဒ္ဒရာအောင်ပြည်ရင်ဟောစရံကနာကနေပြီးရော၂ရက်၁၀လ၂၀၂၅မှာ၈ရက်၁၀လ၂၀၂၅နော် ဒီမှာတစ်ပတ်တွင်းကိုဟောပြောပြီးတော့မှဖြစ်ပါတယ်နော်အဲ့တော့စနေသားသမီးတွေကအလုတ်ကင်နှမျိုးနှစားလုတ်ကင်ရတယ်နော်အစ်ချစ်လုံက online လုံကအုပ်လုံကနဲ့ကြိုးပြီးပဲကြီးခဲ့တဲ့ကုညီမဆောက်ကိုပေါ်ပါမယ်နောက်တစ်ခုကကိုယ့်ရဲ့အောင်မြင်မှုဇာတ်လဲဒီထဲမှာရှိနေပါတယ်အထူးကပြန်ပြောမှဆိုလို့ရှိရင်နော်နောက်လုပ်ငန်းတိုးချစ်တာလုပ်ငန်းတိစောက်တာတွေအားလုံးအောင်မြင်မှာဖြစ်ပါတယ်နောက်ငွေကန်နေရတော့ငွေထွက်တွေများပါလိမ့်မယ်တို့တော့လည်းပဲအဲ့ဒါကြီးကလည်းပြန်လည်းပြီးရောငွေတွေပြန်လည်းဝင်လာအောင်လိုက်ပါလေ ဝင်ဝင်ဝင်ဝေးဆိုရင်လည်းနှမျိုးနှစားပြန်လဲပြောရရှိလက်တတ်တယ်နော်ဝင်ဝေးရတဲ့နှမျိုးနှစားဖြစ်ပါတယ်နောက် service တွေအကျိုးပေးမယ်နော်အကျိုးပေးလို့ရှိရင်လည်းနှမျိုးနှစားအကျိုးပေးမှဖြစ်ပါတယ်စာရဆရာကိစ္စတွေစံစီစေးစား service စားတဲ့အင်္ဂါနဲ့ပတ်သက်ကိစ္စဆောက်ရည်ကိစ္စတွေလုပ်ငန်းတွေအကျိုးပေးမယ်နော်အကျိုးတူအကျိုးမြတ်တွေခန်းစားရမယ်နှမျိုးနှစားခန်းစားရမယ်နောက်တစ်ခုကလူမွေးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီနောက်ပြည်ထနာတွေတက်တယ်ဘယ်လိုပြည်ထနာပြုလဲဆိုလို့ရှိရင်အိမ်ဆောင်ရေးချာလူတော်ဘာနဲ့ပတ်သက်ပြီးအိမ်ဆောင်ရေးချာပေါ့နော် ဒီမှာပြူရတဲ့ကိစ္စမှာကိုကဝင်ပါလာတဲ့အတွက်ကိုယ်ပြည်ထနာကိုကုဆက်လာနိုင်တယ်။ဒါလေးပြောချင်ပါတယ်နော်။နောက်သားသမီးအောက်လက်ငယ်တဲ့ပတ်သက်ပြီးပူပန်တော့ကတွေကြောရတဲ့သူတို့ကြောင့်ရှင်းရလင်ရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်တယ်နော်။ရွှေကြောင့်စကားများတာရေကြောင့်စကားများတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်တယ်။နောက်မိစေပေါင်းနဲ့ကုညီမဲ့လူကုညီမဲ့ကုညီမဲ့ကိန်းပါပဲနော်။မိစေပေါင်းနဲ့ကုညီမဲ့ဆောက်ပေါ်မယ်။နောက်မြေပါလေအချင်းပြောင်းနေကြုံမယ်။ပညာတို့ပညာစားနေရပဲသင်တန်းတွေပါတည့်ရတတ်ပါလေ။ ခုလုံကပွဲစားလုံကနေကောင်းပါလေ။နောက်ကောင်းတော့ခီးသွားရတယ်။နောက်နေရောက်ထားပြီးရခီးကိုပြန်လည်းပြောရောက်ရှိတတ်တယ်ပေါ့နော်။နေရာတစ်တည်းလည်းရောက်တတ်တယ်။နေရာဟောင်းဟောင်းလည်းရောက်နိုင်ပါလေ။နော်။တွေ့တန်တဲ့အလုပ်ကိစ္စတွေကောင်းတယ်။အယောင်ဝယ်ကိစ္စတွေကောင်းတယ်။အသီးနှံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအယောင်ဝယ်ကောင်းပါမယ်။ခီးသွားလုံကတူရစ်လုပ်ငန်းတွေကောင်းပါလေ။ဟိုတယ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပြုအောင်မြင်မှာဖြစ်ပါလေ။နော်။နောက်တစ်ခုကဒီမျိုးကြနိုင်ငံကြားနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းပါတယ်အထည်ထည်လေးလုပ်ငန်းတွေကောင်းတယ်တွင်းထက်တရံတရပစ္စည်းတွေကောင်းပါတယ် အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းအကျိုးပေးအောင်မြင်မဲ့ကာလဖြစ်ပါတယ်နော်လုပ်ငန်းနဲ့ပတ်သက်တဲ့အခြေရပ်ဖြစ်လိုက်ပြန်ဖြစ်လိုက်ဆိုတဲ့ဂိမ်းမှာအိမ်တော်ကြီးကတော့အကောင်းဆုံးဖြစ်ပါတယ်အဲဒါကပဲကျမိုင်နဲ့ပတ်သက်ပြီးရောဘာမှလုပ်ရှာမလို့မိခင်နဲ့ကျမိုင်ကောင်းတယ်ဖခင်နဲ့ကျမိုင်ကောင်းတယ်မိမိတို့နဲ့ကျမိုင်ကောင်းပါတယ်နော်အဲဒါရရေရာအနေနဲ့ဘာလို့ဆောင်းထားမှာဆိုလို့ရှင်ခရီးမှာအုံဒီ90ဖျောက်လူပါအုံဒီ90ဖျောက်လူပါလူကဆူလောင်းပါနော် အရှောင်းအားဖြင့်အပြာရောင်အနေရောင်ကျိုးပြပါလေ။နောက်အရှောင်းအနုလေးတွေနောက်အာအရှောင်းအရှောင်းတော့လွတ်တဲ့အရှောင်းလေးတွေနောက်တစ်ခုကအာရှောင်းဆုံးအကွက်ကလေးတွေကျိုးပြပါလေ။နောက်ရှောင်းဆုံးအကွက်ကလေးတွေကျိုးပြပါလေ။ခဏအားဖြင့်6တွေကျိုးပြပါလေ။နောက်တစ်ခုကတောက်ချာနေတို့တနင်္ဂနွေနေတို့ကနော်စနေသားမျိုးများတွေနေတူးနေမြများဖြစ်ပါတယ်လို့ เนาะကျွန်တော်စနေသားသမီးမိတ်ဆွေများအားလုံးစိတ်ချနာခြင်းကိုယ်ကျန်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာ